ဆယ်သက်မွေရင်တော့ငါ့ကိုဆယ်သက်စာလိုက်ရှင်းပေးနိုင်တယ်ပြန်ပြီးတော့မှပေါ်ထွက်လာတဲ့ချိန်မှာဒီကျမကလည်းနင့်နာသူပါကျွန်တော်ကလည်းနင့်နာသူပါဘယ်သူကဘယ်လိုလုပ်ပဲွာဘယ်လိုလုပ်ပါလိန်သွားပြီးပြီလေဆီမှာအတူတွေပါသွားတယ်ငါထက်ရမဟုတ်ဘူးငါလည်းငါ့ရဲ့ခွက်ကြီးနဲ့လှုပ်စားပြီးတော့မှငါအတူတွေထည့်စရာဘာကြောင်းမှမရှိဘူးအားအလိုက်ထိုင်ရွာလို့စီးလိန်ပြုတ်အောင်စုံစမ်းကြည့်လိုက်လေ ငါလမ်းပေးရကောင်မှမဟုတ်ငါ၁၀တက်မွေရင်တော့ငါ့ကို၁၀တက်စာလိုက်ရှင်းပေးနိုင်တဲ့သူတွေရှိတယ်ရည်ရွယ်ချက်ရှိရှိနဲ့လိန်တဲ့လူတယောက်လူလိန်တယောက်ဟာပြန်ပြီးတော့မှပေါ်ထွက်လာတဲ့ချိန်မှာမီးကျပလည်းနင့်နာသူပါကျွန်တော်လည်းနင့်နာသူပါဘယ်သူကဘယ်လိုလုပ်ပဲွာဘယ်လိုလုပ်ပါလိန်သွားပြီးပြီလေဟုတ်လား तू ကပိုင်ဆိုင်မှုတွေမယောပါသွားဘူးလေသူများစီကလိန်ထားတဲ့အထုပ်နဲ့ ဒီတိုင်းပဲအခြေမပြတ်အနေမပြတ်နဲ့ရက်တည်နေနိုင်တယ်လေအဲ့ဒါကိုဘောင်းလာပြီးတော့မှနစ်နာသူဟန်နေဆောင်ပြီးတော့မှကျူးလွန်သူတွေကနစ်နာသူတွေဖြစ်ရမှာလေအဲ့ဒါကိုအမှတ်မရှိတဲ့လူအုပ်ကြီးအောင်ဖြစ်ထပ်ပါတယ်တဲ့လူဆိုတာအမှားနဲ့မกินဘူးပေါ့တဲ့လူလိန်ကို အားပေးတာအားမြောက်နေတာကျန်သူများချွေးနှဲစာနဲ့လူလုထားတယ်ဆိုရင်လူလိမ်မဲပေါ့ မှန်ကန်နေပါတယ်ဆိုလို့ရှိရင်ကိုကြောင့်နင့်နာတဲ့သူတွေအကုန်လုံးကိုယောပေးလိုက်ရှိရစည်းစိမ်တော့မလာဘူးဟုတ်လားအဲ့ဒါတွေမယောပေးဘဲနဲ့မှားသွားပါတယ်လို့တောင်းမှန်တာကတော့စည်းစိမ်လုံးကြီးပိုက်ပြီးတော့မှမှားသွားပါတယ်လို့တောင်းမှန်တာသူများချွေးနှဲစာတွေလေသူများစည်းစိမ်တွေလေမမသူများသူများစည်းစိမ်တွေလေ သူများစည်းစိမ်နေနဲ့မှားသွားပါတယ်လို့တောင်းပန်တော့အောက်မှာဟုတ်လားမမအောက်မှာထေးချိုတွေကလေမမတင်းကောင်းလေးပြောအောက်မှာထေးချိုတွေကဖြစ်တတ်ပါတယ်လူဆိုတာမှားနဲ့မกินဘူးစားရဝါကမန်းကြီးချိုးစရာမလိုအောင်ရက်ပေးနေတာပြောင်းလို့ ကိုချင်းတရားပြက်ပြားတာပြက်ပြားတာပဲလိန်နာဟာလိန်နာပဲလူလိန်ဟာလူလိန်ပဲဟာ congratulation မမကြီး68တသမ5 credit နဲ့အောင်လာတယ် congratulation မမကြီးเออไอ้น่ะပြောတာเนาะไอ้น่ะပြောတာ ဒါမျိုးဖြစ်ရမယ်အဲ့တော့ဘာဖြစ်လဲဆိုတော့လွယ်လွယ်ကူကူနဲ့လူတွေကဟဲ့သူတော်မလိန်သွားသေးပြီးတော့ခဏပြောက်သွားပြီးလဲပြောက်ဘာမှမဖြစ်ဘူးဟေးသူတော်မဒီလိုပဲဒီတိုင်းနဲ့အဲ့တိုင်းပဲအဲ့တော့လူလိန်ကြီးအခြေအနေမပြတ်ဘူးအလင်ခံရတဲ့ဆုံးရှုံးသွားတဲ့သူတွေဒါဘဝတွေပြတ်သွားတာလောကကြီးမှာဒီနေ့ကျမတို့နိုင်ငံမှာအတိုင်းဖြစ်နေတယ်အတိုင်းဖြစ်နေတယ်လူလိန်ကြီးကနေရာရနေကြွားပြမယ်ခြေပြမယ်ပတ်စံရှိချောင်းတွေပြမယ်ဆိုရင်အကုန်ကောင်းတယ် ပတ်စံရှိနေသူဇာရိတာပြက်ပြားရင်အကုန်ကောင်းတယ်။ကျွန်မဟိုတနေ့ကစာလေးဖတ်လိုက်ရတယ်။ငွေမရှိတဲ့သူစေးသုံးရင်ကြတော့စေးသမားအောက်တန်းစားပြစ်မှုကြီးတယ်။စေးသမားမလို့ပတ်စံရှိနေသူစေးသုံးတာကြတော့ဇိမ်ခံပစ္စည်းရဲ့ငွေမျက်နှာကျွန်တော်တို့တိုင်းပြည်မှာပို့ဆိုးတယ်အဲ့ဒါ ပတ်စံရှိရဲ့လူဆိုဘာလုံးလုံးတင့်တယ်တဲ့ငွေရှိရဲ့လူဆိုဘာလုံးလုံးတင့်တယ်တဲ့ဘာဖြစ်လို့လဲဆိုတော့အောက်ကနေလေတိလာမဆိုင်ရဝါကမန်းနေနဲ့ထီးချိုတယ်အချင်းဇာရိတာကိုချင်းတရားဆိုတဲ့စံနှုံးသတ်မှတ်ချက်ကိုဘာလဲဆိုတာနားမလည်ကြတော့ဘူးကိုကျင်တရားလွယ်လွယ်နဲ့ပေါက်ပြကျူးလွန်ကြတယ်။ဒီနောင်ကြီးတွေလွယ်လွယ်ကူကူပေါက်ပြန်ကြတယ်။ ိုချင်းတီလာတွေကိုသူများဥစ္စာသူများငွေကြေးကိုလွယ်လွယ်ကူကူနဲ့လိန်ညာတယ်ပြီးရင်အချိန်မပြတ်အနေမပြတ်ပဲခက်တီတီပဲမျက်နှာပြောင်တင်းတင်းနဲ့ပဲနေတယ်ကျွန်တော်ဆိုရင်ဒီနားမှာအရင်တော့ကျွန်တော်တို့ဒီဒီမှာဒီညားမှာရောင်းနေဒီ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 အောင်မေကြီးမွေးငါးဆိုင်ကအောင်မေကြီးရဲ့သမီး ခက်ခဲရှိဖို့လုံခဲ့တဲ့လုံခဲ့တဲ့ဟွာလောက်ရှိပြီပေါ့ဆယ်နှစ်ကျော်လောက်ရှိပြီဆယ်နှစ်ကျော်လောက်ရှိပါပြီအဲ့ဒါအိမ်ဝင်လာပြီးတော့မှလေအတင်းအာမမရေဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်ဘာညာကျမလည်းတနာပြီးတော့မှပတ်စံငွေခွနသိန်းချီးလိုက်သိလားဟာနောက်တစ်ခါလာပြဘလို့ဖြစ်လို့ညာလို့ဖြစ်လို့ဘလို့ဖြစ်လို့ပြေးပါမယ်ဘလို့ပြေးဩသူတို့ကတော့နှုတ်အချမ်းချမ်းတော့ဂရိတ္တစာတီလောက်ပါတယ်လေးဆိုကျမတို့လည်းယူတာလည်းမဟုတ်ဘူးเนาะချီးလိုက်တယ်သိလားအဲ့တော့အဲ့ဟိုပြန်ပြေးပါမယ်ပေါ့ဘလို့ဖြစ်ပါမယ်ညာလို့ဖြစ်ပါမယ်နဲ့ဆိုပြီးတော့မှလေချီးလိုက်တယ်အဲ့ဒီခက်က30လောက်ရှိမယ်နဲ့တူတယ် မပေးဘူးပြင်းရောမပေးဘူးအဲ့တော့ဟိုးတလောရောလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဘန်မာတွေ့တယ် CB ဘန်မာကျမကလည်းဘန်သွားတော့သူကလည်းဘန်ထဲကိုဝင်လာတယ်အဲ့ကျမကလည်းတွေ့တယ်သူကလည်းမခတ်တတီပဲဒီလိုပဲကို့တွေ့လေးလေးခတ်တတီပဲသိလားခတ်တတီပဲအာနာစိတ်အာနာရမယ်ဟာ။အိုးငါဒီမဆီကပတ်စံချီးထားတယ်။ငါဒီမငွေမပေးနိုင်ဘူး။ကျမတို့ဆိုရှက်လို့သိမှာနော်။ ခတိတီပဲတတော်ကိုကြည့်ပြီးမမြင်တယ်လို့ဟန်ဆောင်ပြီးတော့မှဟဲအဲ့လိုမျိုးနဲ့သွားပြီးတော့မှအဲ့လိုမျိုးအဲ့တော့ကိုကလည်းနေဩအေးလူရီယာအဲ့လိုကိုချင်းတရားကိုလွယ်လွယ်လေးနဲ့ဒါကြောင့်မလို့လေကျမမှားကျင်တာတိလားဘသူ့ကိုမှလွယ်လွယ်ကူကူနဲ့ငွေလည်းမချိနဲ့ငွေလည်းမပေးနဲ့ပေးလို့ကောင်းနဲ့ခင်မဟုတ်တော့ဘူးကိုရှိတဲ့တကြက်အဲ့တကြက်တိုင်းမဲနေမတ်လည်းမမတ်မောနဲ့ တိလားကျွန်တော်တို့ဘာဖြစ်လို့အလိန်ခံရလဲဆိုအလိန်ခံရတာရဲ့အစလောဘကြောင့်စတာဘလို့အကျိုးအမြတ်ရှိမယ်အဲ့ဒါနဲ့စတာအဲ့ဒီလိုက်မတိလိုက်မတိပါတာနဲ့အဲ့ဒီနောက်မှာပါသွားတာလူလိန်နေရဲ့လက်နက်ဟာအဲ့ဒါပဲတစ်ဖက်လူရဲ့လောဘစိတ်ပေါ်လာအောင်နှိုးဆော်ပြီးတော့မှလောဘစိတ်ကိုနှိုးပြီးတော့မှသူတို့ကရအောင်ယူသွားတာပဲအဲ့တော့လောဘစိတ်နဲ့မတိလိုက်မတိပါတာကိုယ့်ရဲ့စီးစိမ်ဥစ္စာပါသွားတာအဲ့တော့ကိုယ့်ရှိတဲ့တချက်ကိုပဲတန်ဖိုးထားဟိုက30ရောမမတ်နဲ့တဆင်ရဖို့အတွက်ကိုတစ်ချက်ကိုမပေးလိုက်နဲ့ ိတ်တစ်စင်ကမသေးကြဘူးကိုလက်ထဲမှာရှိတဲ့တစ်ချက်ကကိုတစ်ချက်ပဲကျမတို့အဖွားအမြင်နဲ့ပြောတယ်ကိုပစံလေးပဲကိုတန်မိုးထားတော့ကျမတို့အဖွားဆိုမဟုတ်ဘူးတောင်းရင်လေဒီလိုတွေကနေချစ်ပြီးတော့ပေါင်းစုံနဲ့ဒီလိုတွေကနေပေါင်းစုံနဲ့ तू ကထုတ်လာ तू ရှိတဲ့ပစံလေးတော့ तू ချစ်ထားတာသိလား तू ပြောတဲ့အမြင်စကားအမြင်နဲ့ရှိတယ်ကိုမရှိရင်ပြီးမရှိဘူးတဲ့ကိုမရှိရင်တတိုင်းပြည်လုံးဘယ်သူမှမရှာနဲ့မရှိဘူးเนาะဆိုတော့လူတွေကလေကိုစင်တရားတွေမကောင်းတော့ဘူးဒါကြောင့်မလို့ဘသူကိုမှမယုံလိုက်နဲ့ဘသူကိုမှယုံလို့ရတဲ့ခင်မဟုတ်ဘူး လွယ်လွယ်ကူကူနဲ့အရန်တော့ဟာမြင်ရတွေ့ရတာတွေလေပုံမလောက်သိလားလူလိန်နေရတဖန်ပြန်ပြီးတော့လေလူလိန်နေရတဖန်ပြီးရင်တို့ကလေတထေးတွေလုံးကြရရောသိလားပြီးရင်လေဆိုရှယ်မီဒီယာပေါ်မှာတို့မဟုတ်တဲ့အတိုင်းနော်တို့မဟုတ်တဲ့အတိုင်းတခါတည်းကိုလေတချို့ဆိုလေသူများပတ်စံချီးထားတယ်နော်တို့ကတထေးကျမတို့ပတ်စံချီးလိုက်တဲ့သူကတို့လောက်မရှိဘူးတို့ကတထေး ိလားပေးစီရအကျိုးရကျမတို့လေဘင်းနဲ့ဒါပေမဲ့တို့ကတထေးဆိုရှယ်မီဒီယာပေါ်မှာအဲ့လိုလူမျိုးတွေလည်းအများကြီးရှိတယ်။ဒါကြောင့်မလို့ဆိုရှယ်မီဒီယာပေါ်မှာပြတဲ့အရာတိုင်းဟာအမှန်တရားမဟုတ်ဘူး။အဲ့ဒီပေါ်မှာယုံပြီးတော့မှမပါလိုက်နဲ့။ဆိုရှယ်မီဒီယာမှာပြနေတဲ့တစ်ခွက်တစ်ဖြက်တိုင်းဟာတို့ဘဝမဟုတ်ဘူး။ကျမတို့ဆိုရှယ်မီဒီယာရဲ့နောက်ွယ်မှာတကယ်ဘဝအဆင်မှန်နေရှိတယ်။အဲ့တော့ဆိုရှယ်မီဒီယာဘဝကိုဘဝကြီးထင်ပြီးတော့မှအကုန်လုံးမယုံနိုင်နဲ့။ လိန်တဲ့သူတွေကသထောင်းစားဟန်ဆောင်ပြီးဘယ်သူမှမလိန်ဘူးတထင်းဟန်ဆောင်ပြီးပဲလိန်တာအဲ့တော့အဲ့တထင်းအားကြတဲ့ထီးချိုအဖွဲတွေလည်းကြက်ကြက်သတိထားနော်ဟာအဲ့ဒါကြီးထိုင်ရောအလိုစီးလိန်ပြုတ်အောင်စုံစမ်းကြည့်လိုက်လေငါလမ်းပေးအကောင်မှမဟုတ်တာငါမှလင်လဲရှိတယ်မိဘလဲရှိတယ်ငါဆယ်သက်မွေရင်တော့ငါ့ကိုဆယ်သက်စာလိုက်ရှင်းပေးနိုင်တဲ့သူတွေရှိတယ်နင်တို့လိုအနေထားမဟုတ်ဘူးသိဖို့ကြုံလို့ထည့်ပြောတာတခါမှသတန်ဘူးနော်အခုတော့နင်တို့သိအောင်ထည့်ပြောတာနော် စည်းစိမ်ပြုတ်စီအောင်မရှိဘူးလေငါလမ်းပေးရကောင်မှမဟုတ်တာအဲ့ဒါကိုဗာအေးအေးစစ်စစ်သူများစည်းစိမ်နေဖင်ခုထိုင်ထားပြီဖင်ခုထိုင်ထားရင်အဲ့ဒီဗဇက်ပေါက်တွေကငြိမ်နေမလားနင်တို့လုံးဗဇက်ပေါက်တွေတောင်အငြိမ်မနေတာလေခံထားရတဲ့ဗဇက်ပေါက်တွေကငြိမ်နေမလားပြောမှာဗောဟဲ့ကောင်မလေးအသက်ကြီးပြီအချိန်မစည်းရဟာပြောချင်တဲ့လားပြောတော့ငါ official channel ခေါ်ထားပြီလားပြောချင်မှန်ကန်တဲ့အကြောင်းကိုပြောနာမည်ထည့်ပြော မမမကန်ကိုဘယင်းပတာနာမည်မထည်ပဲနဲ့တရဲဘောကြောင့်မပြောနဲ့ညင်ရဲရှင်းရဲဆိုရင်တဲ့ပြောဟာတဲ့ငါဆိုင်မှာအတူတွေပါသွားတယ်ငါထက်တာမဟုတ်ဘူးငါလည်းငါရဲ့စောက်ခွက်ကြီးနဲ့လှုပ်စားပြီးတော့မှငါအတူတွေထည့်เสียဘာကြောင့်မှမရှိဘူး